Hello အားလုံးမင်္ဂလာပါရှင်အခုတစ်ခေါက်ကပေါ့နော်အမဒီတော့တက်ကလီနဲ့ပေါ့နော်အင်ဂျင် message လေးကိုဖတ်ပြပေးသွားခြင်းပါတယ်အပြောမယ်ဆိုရင်ဒီတက်ရော့တက်ကလီကဒါဟိုပေါ့နော်အမရဲ့ပထမဦးဆုံးသော authentic နော် online တက်ရော့တက်ကလီဖြစ်တယ်ပြီးတော့ဒီတက်ရော့တက်ကလီကိုရောက်ခရေရပေါ့နော်ဒါ ပါစနယ်ရီဒင်းလေးကြီးလည်းမဟောခဲ့ရသေးဘူးဒါဒီပေါ်ဂျန်နယ်ရီဒင်းလေးကြီးလည်းတစ်ခါမှမဟောခဲ့ရသေးဘူးပေါ့နော်ဒါပထမဦးဆုံးချိန်ဒီတက်ကလေးကိုစပြီးတော့ရီဒင်းလေးကြည့်ပြီးဖြစ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ပထမဦးဆုံးချိန်လေးဖြစ်တဲ့အခါကျတော့အမကအင်ဂျင်မက်ဆေ့ချ်လေးပေါ့နော်ခုချိန်မှာလိုအပ်နေသူလေးတွေအတွက်အင်ဂျင်မက်ဆေ့ချ်လေးကိုအဓိကထားပြီးတော့ကြည့်သွားပြီးမှဖြစ်ပါတယ်အင်ဂျင်မက်ဆေ့ချ်ဆိုတာကတော့ပြောရမယ်ဆိုရင်တော့ကိုယ့်အတွက်ပေါ့နော်ခုချိန်မှာဘယ်လိုပြောရမလဲ တည်တည်တည်ထိုက်တဲ့အရာလေးတွေဒါကချီရေးပဲဖြစ်ဖြစ်တခြားသောအရေးတွေပဲဖြစ်ဖြစ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်အမမြင်တာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်တဲ့သူတိုင်းနော်ဒီအခုဗီဒီယိုလေးကိုကြည့်တဲ့သူတိုင်းကအဲဒီဗီဒီယိုလေးကနေပေါ့နော်ဒီ message လေးတွေကိုရရှိမှာဖြစ်ပြီးတော့ဒီ message လေးတွေအတိုင်းပေါ့နော်။ဘာပဲဖြစ်ဖြစ်လိုက်နာကျင်သုံးတာမျိုး ေါ့နော်ဒီအဲဘာဖြစ်ဖြစ်ကိုယ်အတွက်ပေါ့နော်တည်တည်တည်ထိုက်တာလေးဒီရသွားတယ်ဆိုရင်ပဲအမားကပေါ့နော်ကျင်းနေပြုရှင်မိမှာဖြစ်ပါတယ်အဲ့တော့ကဲဖြီတင်လေးကိုစပြီးတော့ကြည့်ကြရအောင်နော် ဝေါဆဆချင်းเนาะကက်ကလေးကိုပါဒါတကယ်ကိုကောင်းချင်းလေးနဲ့ကိုကြာလာတာဖြစ်ပါတယ်ဒီမှာဆက်ပြောပြမယ်เนาะအဲ့တော့ base of the deck ကိုကြည့်ရအောင်ဟိုးီ base of the deck ကလည်းတကယ်ကောင်းပါတယ်โอ้ ဒါနော်ဒါပထမဦးဆုံးခုမှဒီကက်ကလေးပထမဦးဆုံးကြည်တာနော်အဲ့တော့နောက်ထပ်တကက်ထပ်ပြီးတော့ကြည့်ကြည့်မယ်လေ Wow. Oh. အရန်ကိုကောင်းတဲ့ကက်ကလေးတွေနဲ့အနာဂျီလေးတွေကိုရရှိထားပါတယ်။음ကျေလို့လေးသွားမယ်။ Sorry ပါအဲ့တော့ဒီမှာเนาะပထမဦးဆုံးရတဲ့ကက်ကလေးကเนาะဒါမှဆိုရင်ဒါ the star energy ပေါ့ကွာပြောမယ်ဆိုရင်တော့ကွယ်တကယ်ဟိုဘုံတော့လှပပါတယ်နော်ဒီလားဟိုဘယ်လိုပြောမလဲကိုယ်အတွက်ကွာဒီလားဒီဘဝမှာဟိုကိုမျောလင်းထားတဲ့အရာတွေကိုပြောမယ်ဆိုရင်တော့ကံကြမ္မာကြီးရပါဘောနော်ကိုယ်ဘောနော်ဒီပြောမယ်ဆိုရင်ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့စိတ်ကူးတွေကိုယ်မျောလင်းချက်တွေကတစ်ချိန်ချိန်မှာဖြစ်လာမယ်ဖြစ်ကိုဖြစ်လာမယ်ကွာဒီလားဖြစ်လာတော့မယ်ပြောမယ်ဆိုရင်ကံကြမ္မာကကိုယ့်အတွက်ဘောနော် ဒါကောင်းတဲ့လမ်းကြောင်းတွေကိုခင်းပေးနေပြီဖြစ်လာတော့မယ်ဆိုတဲ့သဘောမျိုးเนาะပြောမချင်တာကိုကိုရီမန်းထားတဲ့အရာတွေเนาะကိုမျောလင်းထားတဲ့အရာတွေတချို့ဆိုအခြေရေးအခြေရေးနဲ့ပတ်သက်ပြီးတော့လဲပြုံလင့်ထားတဲ့အရာတွေပေါ့เนาะအဲ့ဒီဥစ္စာလေးတွေကကိုစီမာမကြခင်မှာဖြစ်လာတော့မယ်နော်ဖြစ်လာဖို့၄ရှိတယ်နော်အဲ့လိုမျိုးလေးကိုအရင်အဆုံးတွေ့ရတဲ့ခါကြတော့အိုးဒါတကယ်ဟောပေါ့နော်ကောင်းချီးနည်းတစ်ခုလို့တော့အမားတော့ခံစားလိုက်ရတယ် ဲ့တော့ဒီကောင်းချင်းလေးအတိုင်းကိုပေါ့နော်ဒီ energy လေးအတိုင်းကိုကလည်းဟိုပြောမစင်တော့ဟိုကိုယ့်ရဲ့ဒီအိမ်မက်တွေမျောလင့်ခြင်းတွေဆိုတာလည်းပြောမယ်ဆိုရင် ကောင်းတဲ့အရာလေးတွေပေါ်ွားသေးတာနော်ကောင်းသောအိမ်မက်တွေကောင်းသောမျောလင့်ခြင်းတွေအဲ့လိုအရာတွေကတကယ်ဘဝမှာဖြစ်လာတော့မယ်ဆိုပြီးတော့ဒါအင်ဂျယ်လေးတွေကပထမဦးဆုံးနေနဲ့ဒီကက်ကလေးမှာ message ပေးထားတယ်အဲ့တော့ နောက်တစ်ခုနော်နိုင်တော်ဝမ်နိုင်တော်ဝမ်အန်နဂျီအရာပြောမှဆိုင်တော့ကွာอืมကိုဟာလေးသိလားဘယ်လိုပြမလဲကိုလှုပ်ချင်တဲ့အရာတွေကိုနော်ဒါဘာပဲလှုပ်လို့ကိုလှုပ်ချင်တဲ့အရာတွေကိုလှုပ်ခွင့်ရလာတော့မယ်အဲ့ဒီဟာအတွက် ကိုလည်းကိုကအရှင်နေယူလာနိုင်တော့မယ်နော်အဲ့လိုသဘောမျိုးလေးတွေကိုပြတယ်အဲ့တော့ဒီနှစ်ခုအရာပြောမှဆိုရင်ကိုလှုပ်ချင်တဲ့အရာတွေကိုဖြစ်ချင်တဲ့အရာတွေကို ိုစူးစမ်းလာတာနဲ့အမျှကို့အတွက်ကဖြစ်ကုန်ဖြစ်လာတော့မယ်ကို့အိမ်မက်တွေမျောနှင်းချက်တွေဟာဖြစ်ကုန်ဖြစ်လာနိုင်တယ်ဖြစ်လာထုံးမယ်ဆိုတဲ့သဘောမျိုးလေးတွေဟာဒီနှစ်ကပ်ကကို့ကိုလာပြီးတော့အချိန်ဆက်မိစွာ message လာပေးထားရယ်နော်ဟုတ်ပြီလားအဲ့လိုဖြစ်လာတာနဲ့အမျှဖာရီဆက်ပြီးတော့ဖြစ်လာအောင်မလဲဆိုရင်ဝိုးနော်ဒီဘက်မှာဆိုရင်ဒါအဲအိဆိုပန်တီကေပေါ့ကွာပြောမယ်ဆိုရင်တော့ပန်တီကေဆိုမှငွေချင်းငါးကြီးတွေ့လားငွေချင်းငါးကြီး နော်ငွေရင်းငှားကြီးကင်ထားတာအဲ့တော့ဒီငွေရင်းငှားကြီးကဘာလို့ကင်ထားရလဲဘာလို့ကင်ထားရလဲဆိုတော့ကို့အတွက်ကဟိုဒါငွေရေးကြီးရင်းနဲ့ပတ်သက်ပြီးရတော့ဒါလုံးဝဘလုံးကင်ပိုင်းမဖြစ်ဖြစ်ငွေကြီးပိုင်းမဖြစ်ဖြစ်ဟိုအခွင့်ရေးတွေအခွင့်လန်းတွေကွာတိတော့အလောက်ကင်မှာဆိုလဲအခွင့်ရေးအခွင့်လန်းတွေရလာမင်းအဲ့ဒါတွေကိုလဲကိုက action ယူလာနိုင်မင်း action ယူလာပြီးရင်လဲကိုကလုံးဝဟိုဒီမှာကိုမျောလင်းခြင်းနဲ့အိမ်မက်တွေဖြစ်လာမယ်ဆိုတော့လုံးဝဟိုဒါတကယ့်ဟိုပေါ့နော်ဒါ လုံးဝ motivation message လို့ခံစားရတယ်အဲ့တော့ကိုဖြစ်ချင်တာတွေကိုအကောင်းတဲ့အရာတွေပဲဖြစ်ပါစေတော့မကောင်းတာတွေတော့မလုံးနဲ့เนาะကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်လာဖို့တွေစူးစမ်းလိုက်ပါเนาะငါစူးစမ်းတိုင်းမရဘူးလားတရောက်စူးစမ်းနေတာတော့ဘာလို့မဖြစ်သေးတာလဲဆိုတော့ energy တွေ negative တွေမတွင်းနဲ့เนาะဒီ energy တွေကို claim ပြီးတော့တေချာလေးဒါစူးစမ်းလိုက်ပါเนาะ dreams are coming true ဟုတ်ပြီလားနော်အိမ်မက်တွေတကယ်ဖြစ်လာပါလိမ့်မယ်တဲ့နော်အဲ့တော့ဒီမှာနောက်ထပ်တစ်ခုထပ်ကြည့်ရပြန်တော့နော် two rock cups မပြပေးမယ်နော် two rock cups မကောင်လေးနဲ့ကောင်ပါလိခွက်ချင်းလေးတိုက်နေကြတိုက်တော့မယ်ပြောမယ်ဆိုတော့လုံးဝအချစ်ရင်းနဲ့ပတ်သက်တဲ့ကပ်ကလေးကအချစ်ရင်းမှဆိုရင်လည်းပေါ့နော်ကို့အတွက်ဒီမှာကိုမျောလင့်ခြင်းနေ ကိုမျောလင့်ထားသလိုတွေဖြစ်လာတော့မယ်ဆိုတဲ့သဘောမျိုးလေးတွေเนาะတကယ်ဟောပါသိတယ်မလားချစ်ချင်းမြတ်တာတွေပြန်လည်ပြီးတော့အရှင်တန်လာတော့မယ်တချို့ဆို H နဲ့ပတ်သက်ပြီးတော့ဗောနော်မျောလင့်နေတဲ့သူလေးတွေရှိတယ်ဆိုရင်လေသူနဲ့ကိုနဲ့ကြားထဲမှာပြန်ပြီးတော့တဖန်ဗောနော်ဒီမျောလင့်ခြင်းလေးတွေပြန်ပြီးရှင်တန်လာမယ်ပြန်ပြီးတော့ romance လေးတွေပြန်ဖြစ်လာမယ်အဲ့လိုသဘောမျိုးလေးတွေမှာရှိတယ်ဒါဒီလိုမဟုတ်ဘူးပေါ့နော်ဒီအိမ်ဆောင်ရေးအတွက်ကြည့်တာပဲဖြစ်ဖြစ်အခုလက်ရှိ RS အတွက်ကြည့်တာပဲဖြစ်ဖြစ်အဲ့လိုဆိုရင်လည်းဒါတကယ်ကိုကောင်းမွန်နေပေါ့နော် energy လေးတွေကကိုယ့်စီမှာရောက်ရှိလာတော့မယ်စီးစင်းလာတော့မယ်ဆိုတဲ့သဘောမျိုးလေးကိုပြနေတယ်။ဒီမှာဆိုရင်လည်းပဲပေါ့နော် just energy ရကိုယ့်အတွက်ပေါ့နော်ဒါအမအနေနဲ့ခံစားရသလောက်ပြောမယ်ဆိုရင်တော့ကွာอืมဒီအရှိမရခဲ့တဲ့ energy တွေအရကောပေါ့နော်ဒီတုံးတက်ရမယ်ဆိုရင်တော့ကိုကဒီ energy တွေကတကယ်ကောင်းမွန်စွာရရှိလာတော့မှဖြစ်တဲ့အတွက်ကြောင့်ကိုကလည်းအရင်တုန်းက ကောင်းတဲ့အရာတွေကိုပဲပေါ့နော်ဒါပြုတ်ခဲ့တယ်လို့တော့ခံစားမိတယ်အခုကြည်နေတဲ့သူလေးတွေဒါအလုတ်ကင်မိုင်းမဲ့ဖြစ်ဖြစ်မနော်တခြားသောအချစ်ရေးမှာပဲဖြစ်ဖြစ်ကိုကကောင်းမွန်စွာတည်ရှိခဲ့တဲ့အခါကျတော့ကောင်းတဲ့အရာတွေကဖြစ်လာတော့မယ်ကို့အတွက်ကောင်းမွန်တဲ့မြတ်မြတ်မြတ်တာခြင်းတွေကလည်းပြန်ပြီးဖြစ်လာတော့ဒီကက်ကလေးကကျတော့ပေါ့နော်ကိုသာအရင်တော့မကောင်းခဲ့ဘူးဆိုရင်ကို့အတွက်ဒီမကောင်းတဲ့ပေါ့နော်ကံတရားလေးတွေကပြန်ပြီးတော့ တက်ရောက်လာနိုင်တယ်ဆိုပေမဲ့ဒီအရှိရ energy တွေအရာကြည့်ရမယ်ဆိုရင်တော့အခုကြည့်နေတဲ့သူလေးတွေကမကောင်းတာတော့လောက်ခဲ့မဲ့သူလေးတွေတယောက်မှမပါလာဘူးဟုတ်လားဒီ energy တွေတော့ဒီလောက်ဒါတကယ်ကိုထင်းထင်းရှားရှားတက်တည်ပြအမြာဆိုတော့လေအဲ့တော့ကို့အတွက်ကလည်းပြန်လဲပြီးတော့မြင့်မြတ်တတ်တာပေါ့နော်မြတ်တာချင်းလေးပြန်ပြီးတော့ဖြစ်လာလိမ့်မယ်အဲအဲ့လိုမျိုးပေါ့ကွာသိတယ်မလားနော်ကို့အတွက်ဒီဘယ်လိုပြောရမလဲအမှန်အမှန်တရားတစ်ခုခုကိုလည်းကိုကပေါ့နော်ဘာပဲဖြစ်ဖြစ် ရရှိလာတယ်အမှန်တရားဆိုတာပြောရမယ်ဆိုရင်တော့ကွာအရင်နှုံးကပေါ့နော်ကိုခံစားခဲ့ရတဲ့အရာတွေကိုတစ်ဖက်သက်ဖြစ်ခဲ့ရတဲ့အရာတွေအတွက်စစ်မှန်မှုတွေပေါ့နော်ဒါကိုပြန်လဲပြီးတော့ခံစားရလိမ့်မယ်ပြန်လဲပြီးတော့ရရှိလိမ့်မယ်ဆိုတဲ့သဘောမျိုးလေးပေါ့နော်ဒီမှာနောက်ဆုံးပိတ်မှာတော့ nine of cups အလုံးဝဒီမှာလုံးဝကိုငွေရေးကြီးခြေသလုံးမွေးမဟုတ်ဘူးနော်ငွေရေးကြီးမှာတချွန်ချွန်နဲ့တထေတထေနော်ဒီမှာငွေရင်းကားတွေ အများကြီးပဲတချွန်ချွန်းနဲ့မှာနော်မှာဘာလို့ရေသနာစိန်ကြောက်ဇဲတောက်တန်းကစားရအောင်လေးဆိုသလိုခွင်းခွင်းခွင်းဆိုတောက်နေရမှာလုံးဝနော်နောက်ဆုံး big cup ကလေးရောကလုံးဝ nine of cups energy နဲ့ကိုပိတ်ပေးထားတာဆိုတဲ့အတွက်ဒီ energy တွေကတော့อืมအရန်ကိုအရန်ကို powerful ဖြစ်လွန်းတယ်ကွာပြောချင်တာကတော့ဒါငွေရေးကြီးရေးမှာပဲဖြစ်ဖြစ်လုံးဝ certified ဖြစ်မယ်လုံးဝစိတ်ကျဉ်းနှမှုကိုရစေမယ်လုံးဝကိုအဆင်ပြေလာတော့မယ်ဆိုတဲ့နမိတ်တွေကတော့ဒီ cup ကလေးမှာအကုန်လုံးပြနေတယ် ဒါကအချီးရင်းမှာပဲဖြစ်ဖြစ်ဒါမှအချီးရင်းဆိုလဲဒီမှာเนาะလုံးဒါ True Rockets Energy ရနော်ဒါဒီ Energy အကုန်လုံးကိုတုံခြုံငုံပြီးပြောရမယ်ဆိုရင်တော့အချီးရေးကောလုပ်ငန်းပိုင်းကောငွေရေးကြီးရောက လုံးဝကိုကောင်းမွန်တဲ့အနေထားလေးတွေကိုအဓိကပြနေတာဖြစ်တဲ့ကြောင့်ကိုယ့်ဘက်ကကိုယ် action ကောင်းကောင်းယူဖို့လိုအပ်တယ်နော်ကိုအခွင့်အရေးခွင့်လန်းနေရလဲဖြီးလာတော့မှဖြစ်တော့ကြောင့် action ကောင်းကောင်းယူပြီးတော့ကိုအိမ်မက်တွေကိုမျှော်လင့်ချက်တွေဖြစ်လာဖို့အတွက်ကို အခုတည်းကစ조사လိုက်ပါကိုစီမှာ negative energy တွေအဆင်မပြေမှုတွေရှိနေပါလားဆိုတဲ့အတွေးတွေကိုဖဲထုတ်ပြီးတော့ဒီလို energy တွေနဲ့ငါဘွားကဖြစ်လာတော့မယ်ဆိုတော့ positive energy တွေနဲ့ပဲကိုကနေထိုင်မှာ조사ပါနော်အမကတော့ဒီလိုပဲပြောချင်တယ်အဲ့တော့ဒီ energy လေးတွေကိုလွတ်လပ်စွာ claim လုပ်နိုင်ပါတယ်နော် လိုအပ်တဲ့သူလေးတွေပေါ့နော် energy ကြိုက်တဲ့သူလေးတွေကတော့လွတ်လပ်စွာ clean လုပ်နိုင်မှာအမားကတော့ဒါအမားရဲ့ပထမအဦးဆုံး authentic terror deck လည်းဖြစ်တဲ့ပထမအဦးဆုံးဒါလုံးဝကိုဒါ follower လေးနဲ့အတူတူအမားပထမအဦးဆုံးဒီ cut ကလေးတွေကို energy reading ဖတ်တာဖြစ်တဲ့အတွက်ကြောင့်အမားကတော့ဒီ energy တွေအကုန်လုံးကို strongly claim လုပ်ပါတယ်အဲ့တော့ခု follower လေးတွေလည်းအဲလိုအပ်ပါကဒီ energy လေးကို claim လုပ်လိုက်ပါ claim လုပ်နိုင်ပါတယ်เนาะအမကတော့ပြောချင်တာလေအများကြီးပြောပြပြီးသွားပြီအဲ့အတွက်ကြောင့်ဒါအင်ဂျယ်လေးတွေကကိုယ့်ကိုဒီလိုမျိုး message လေးတွေပေးနေတယ်ဒီလိုမျိုးလေးတွေကောင်းမွန်တဲ့ message လေးတွေ motivation message လေးတွေပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကိုကအတက်နိုင်ဆုံးเนาะအခုချိန်မှာကောင်းအောင်စူးစမ်းပြီးတော့နေပါလို့ပဲပြောချင်တယ်စူးစမ်းပါအဲ့လေလင်းပြန်နေရလေးရှိတဲ့အတွက် sorry ပါเนาะဘာလို့လဲဆိုတော့မီးပြတ်နေတဲ့အခါကျတော့လीအဲ့ဒီမီးလေးတွေရဲ့ င်းပြန်နေမှုလေးတွေရှိနေလို့ပါเนาะအဲ့တော့ reading လေးကတော့ဒီလောက်ပါပဲเนาะအကုန်လုံးဒီ reading လေးရဲ့ energy တွေဒီဥတယောက်ချင်းစီကိုစီစဉ်ပြီးတော့အားလုံးဘဝမှာအချီရေကောစီပွားရေကောကျန်းမာရေကောငွေချီရေကောအကုန်လုံး အဆင်ပြေလာကြပါစေကိုပေါ့နော်ဒီမှာဆိုရင်ဒါဒီ energy ရပြောမှဆိုရင်ကိုအရှင်ယွင်ယူလို့လုံးဝကိုပေါ့နော်ကိုပြောနေချင်တာကွာကိုစိုက်ပျိုးထားတဲ့သီးနှံတွေကိုကိုပြန်ပြီးတော့ပေါ့နော်အအောင်မြင်မြင်ရိတ်သိမ်းပြီးတော့အကျိုးမြတ်တွေရသလိုမျိုးပဲဒါဥပမာပေးရတာပေါ့နော်အဲ့လိုမျိုး energy ဆိုတော့လေအကျိုးမြတ်တွေရသလိုမျိုးပဲကိုလှုပ်ထားတဲ့ပေါ့နော်ဒီစူးစမ်းထားတဲ့အရာတွေရဲ့အကျိုးမြတ်ရလက်တွေကိုကိုက ကောင်းမွန်စွာခံစားရရှိနိုင်ပါစေလို့အမားကတော့ဒီ energy လေးတွေနဲ့အတူ universe ကပေးတဲ့ message တွေနဲ့အတူအခုကြည့်နေတဲ့သူလေးတွေကိုဆူတောင်းပေးလိုက်ပါရနော်အဲ့တော့အခုလိုမျိုးအမားရဲ့ video လေးကို ကြည့်ပေးတဲ့အတွက်တို့တယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါရနော်နောက်လည်းဒီဒီကကလေးနဲ့ပေါ့နော်အဲအလင်းတင်ရင်တင်လို့ message လေးတွေဖတ်ပြပေးသွားပါမယ်နော်ကျေးဇူးတင်ပါတယ် bye bye see you bye